小月亮做 UAB。UAB with you on your journey of life。မင်္ဂလာပါကျမရှင်မောင်မစပန်နေ TV <music> စပန် <music> PNU ရဲ့ပထမအဆုံးသတင်းပုံလေးနဲ့ အာဇာနည်နေ့အခမ်းအနားအတွက်အာဇာနည်ပိမှန်ပြင်ဆင်မှုပြီးစီးနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လက်90ပြည့်အာဇာနည်နေ့အတွက်အာဇာနည်ပိမှန်ကိုပြင်ဆင်ဆောင်ရွက်မှုရာနှုန်းပြည့်ပြီးစီးနေပြီလို့သိရပါတယ်။အခုနှစ်မှာတော့အာဇာနည်ပိမှန်ကိုလာရောက်ဂါဝရပြုရတဲ့သူတွေအဆင်ပြေစေဖို့ဆောင်ရွက်ပေးထားရလို့လဲရုံမြို့တော်စီမံတရားရေးကော်မတီအင်ဂျင်နီယာဌာနအဆောင်ရဲ့ဌာနခွဲမှုဦးစောနိုင်ကပြောပါတယ်။အတန်ဆန်းသူတွေလာရောက်ဂါဝရပြုဖို့တွားလာရေးလွယ်ကူစေဖို့ဂါဝရပြုရတဲ့သူတွေအတက်အဆင်းပြေလို့ရတဲ့လေကားတွေကြကြဝဝင်းရှိဖို့အတွက် တိုးချက်ပြင်ဆင်တာတွေလည်းလုပ်ထားတယ်လို့သိရပါဗျ။အခုနဲ့အာဇာနည်နေ့မှာအာဇာနည်ပိမံကိုလာရောက်ဂါဝရပြုရတဲ့တွေအနေနဲ့လက်ကင်ဖုံ၊ပန်းစင်း၊ပန်းခွေ၊ဖနိုင်းစာအလံအဆရှိရာတွေကိုယူဆောင်ခွင့်မပြုတော့ဘူးလို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။အာဇာနည်ပိမံကိုလုံခြုံရေးအတွက်ဒီကနေ့ဇူလိုင်လ17ရက်နေ့ကစပြီးအများပြည်သူဝင်ရောက်ခွင့်ကိုပိတ်ထားပါတယ်။ဇူလိုင်လ19ရက်နေ့အာဇာနည်နေ့ကစလို့အများပြည်သူကိုဝင်ခွင့်ပေးမှဖြစ်ပြီးအပတ်စဉ်တလင်းနာနေ့မှာတော့အာဇာနည်ပိတ်မှန်ကိုပိတ်ထားမှာပဲဖြစ်ပါတယ်။ အာဏာနှင့်ပိတ်မှန်ပြင်ဆင်ဆောင်ရွက်မှုတွေကိုမေလဇန်ကစပြီးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျာရှင်။နောက်ထပ်တစ်ပုတ်အနေနဲ့လူငယ်တွေအတွက်အလောက်ကင်ဖန်တီးပေးဖို့လိုအပ်နေရလို့အလုံသမားဝင်ကြီးပြောကြားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးဦးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံကလူငယ်တွေကအလုံလုံနိုင်တဲ့အသက်အုပ်စုအတွင်းမှာရှိနေရကြောင်းအလောက်ကင်ခွင်းလန်းနေဖန်တီးပေးဖို့လိုအပ်နေရလို့အလုံသမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးသိန်းစွေကပြောလိုက်ပါတယ်။နိုင်ငံအတွင်းမှာလူငယ်တွေအတွက်အလုပ်ကင်မဖန်တီးပေးနိုင်ရင်အခြားနိုင်ငံတွေကိုသွားရောက်အလုပ်လုပ်ကင်တာတွေနဲ့အချို့လူငယ်တွေကတော့လမ်းမကိုရောက်သွားနိုင်တယ်လို့ဝင်ကြီးကပြောပါတယ်။ဒီနေ့ဇူလိုင်လ17ရက်နေ့ကနေပြီးတော့မှကျင်းပတဲ့ကမ္ဘာလူ့ရေနေ့အထိမ်းအမှတ်အခမ်းအနားပြီးမှတရင်းမီဒီယာတွေကိုဝင်ကြီးကအဲ့လိုပြောလိုက်တာဖြစ်ပါတယ်။အလုံးလုံးနိုင်တဲ့လူငယ်တွေများနေတဲ့အတွက်နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အခွင့်အလမ်းတစ်ခုဖြစ်နေပြီး အစိုးရအဖွဲ့အနေနဲ့လည်းအလောက်ကန်ခွင့်လန်းနေဖန်ပြီးပြနိုင်မှုလှုံ့ဆောင်နေရလို့ဝန်ကြီးကပြောပါတယ်။နိုင်ငံတကာလူ့ရည်ပညာရှင်တွေရဲ့တွက်ချက်မှုမှာမြန်မာနိုင်ငံရဲ့လူ့ရည်တိုးပွားနှုန်းရအလောက်လုံနိုင်တဲ့လူငယ်နှုန်းဟာ2023ခုနှစ်မှာရပ်တန့်သွားမှာဖြစ်ပြီး2030ခုနှစ်မှာသာအနည်းငယ်ပြန်လည်မြင့်တက်လာနိုင်မှာဖြစ်တယ်လို့သိရပါတယ်ရှင်။ ောက်ထပ်တစ်ပုတ်အနေနဲ့ကုလရမနိုင်ငံဆိုင်ရာလူ့အခွင့်အရေးထူးကိုယ်စားလှယ်ရခိုင်ပြည်နယ်ကိုရောက်ရှိနေရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ်မစ်စရန်ရီလီဟာရန်ကုန်မြို့ကနေရခိုင်ပြည်နယ်ကြောက်ဖြူမြို့ကိုဒီနေ့ဇူလိုင်လ17ရက်နေ့ကရောက်ရှိလာတာဖြစ်တယ်လို့သတင်းရရှိပါတယ်။မစ်စရန်ရီလီဟာကြောက်ဖြူမြို့နယ်မှာဌာနဆိုင်ရာတာဝန်ရှိသူတွေတောင်သူလယ်သမားအသင်းလီမီတက်ကတာဝန်ရှိသူအချို့နဲ့တွေ့ဆုံခဲ့ပါတယ်။ဇူလိုင်လ17ရက်နေ့ကစတင်လိုက်တဲ့မစ်စရန်ရီလီရဲ့ရခိုင်ပြည်နယ်ခီးစဉ်တွင်မှာကြောက်ဖြူစစ်တွေ ဘူတီတောင်နဲ့မောင်တောမြို့တွေကိုသွားဖို့စီစဉ်ထားတယ်လို့လုံခြုံရေးတာဝန်ရှိသူတွေကသိရပါပါတယ်ရှင်။အခုနောက်ထပ်တစ်ပုတ်အနေနဲ့မော်ဘီမြို့မှာဈေးကို FDA ရှောင်းတခင်ဝင်ရောက်ဆက်ဆေးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အစားတောင်နဲ့ဈေးဝကုတ်ကဲဦးစီးဌာန FDA ကမော်ဘီမြို့မှာဈေးကြီးမှာရောင်းချနေတဲ့ဈေးတိုင်တွေကိုဒီကနေ့ဇူလိုင်လ17ရက်နေ့မှာရှောင်းတခင်ဈေးကွက်ထောက်လန်းဆက်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့တင်ပြရှိပါတယ်။ဈေးအတွင်းကဈေးတိုင်တွေနဲ့အလှကုန်ပစ္စည်းတွေကိုဆက်ဆေးခဲ့ပြီးမုတ်ဖက်၊ပေပြား၊ငပီးစီး လက်ဖက်စားတဲ့စားတောက်ကုန်တွေကိုလည်းတက်ခွဲဆန်းသဖို့နမူနာတွေဝယ်ယူပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗါးအဲ့လိုစစ်ဆေးရနေရမှာမုတ်ဖက်ချူပဲပြားနဲ့ပဲသွေးမှာလူကိုပေးရနေရဖြစ်စေနိုင်တဲ့ဖော်မလင်ကိုတွေ့ရပြီးငွေရင်းထုတ်လုပ်တဲ့နေရာတွေကိုတွားအောင်စစ်ဆေးမှုတွေလုပ်အောင်မယ်လို့အစားတောက်နဲ့ဆေးဝါးကုတ်ကဲမှုဦးစီးဌာနရန်ကုန်ကညွှန်ကြားမှုဒေါခင်ဆောလာကပြောပါဗါးအခုလိုစစ်ဆေးရမှာ FDA ကတာဝန်ရှိသူတွေရန်ကုန်မြို့တော်စီပင်တရားရေးကော်မတီကတာဝန်ရှိသူတွေ ြန်မာနိုင်ငံရဲတပ်ဖွဲ့ပြည်သူ့ကျန်းမာရေးဦးစီးဌာနစားသုံးသူရေးရဦးစီးဌာနနဲ့မော်ဘီမြို့မာစီကတာဝန်ရှိသူတွေဟာအဖွဲ့၃ဖွဲ့ခွဲပြီးရှောင်းတခင်စစ်ဆေးကြတာဖြစ်ပါတယ်။ဒီနေ့အတွင်းအစားအသောက်နဲ့ဆေးဝါးကုတ်ကဲဦးစီးဌာန FDA ကဈေးကွက်ထောက်လန်းစစ်ဆေးတာတွေကိုအဓိကထားလှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ပြည်ရဲလာတွေကတိမ်ကြီးစင်းနဲ့ပြင်းအောင်စီတွေမှာရှောင်းခင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးရန်ကုန်ကကြံရှိရဲ့ဇီယာလုံးကိုအကြောင်းကြားပြီးစစ်ဆေးသွားမှာဖြစ်သလိုရှောင်းခင်းစစ်ဆေးမှုတွေလည်းလှုပ်ဆောင်သွားဖို့ရှိနေရလို့သိရပါပါတယ်ရှင်။ အခုနောက်ဆုံးတော့အနေနဲ့ American စစ်သုံးလေနစီပြတ်ကြပြီးလူ၁၆ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ American နိုင်ငံ Mississippi ပြည်နယ်မှာစစ်သုံးလေနစီပြတ်ကြပြီးအနည်းဆုံးလူ၁၆ဦးသေဆုံးခဲ့ပါတယ်။ဇူလိုင်လ၁၀ရက်နေ့က Mississippi ကကျေးလက် area တစ်ခုမှာ Marine တပ်ဖွဲ့သုံး C130 စီးပြေလေနစီပြတ်ကြခဲ့ပြီးလိုက်ပါသူ အလုံးသေဆုံးခဲ့ကြောင်းကယ်ဆယ်ရေးအဖွဲ့တွေကကြေညာခဲ့ပါတယ်။ The Frog ခိုင်မှာပြတ်ကြခဲ့တဲ့လေဟာစိုက်ကင်းတစ်ခုလည်းပြတ်ကြခဲ့ပြီးမီးလောင်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ မရင်းတပ်ဖွဲ့ကလေရင်စီးဆက်ချုပ်ရင်းပြတ်ခဲ့ကြောင်းအတည်ပြုပေမယ့်အသေးစိတ်အချက်အလက်တွေကိုကြေညာခဲ့ခြင်းမရှိပါဘူး။ Leaf Rock ကဲဆေးအေဂျင်စီကတော့ဒီဖြစ်စဉ်မှာအသက်ရှင်ကျန်းသူမရှိဘူးလို့ပြောကြားထားပါတယ်။လေရင်ပြတ်ကျမှုအကြောင်းရင်းကိုတော့စုံစမ်းနေစေလို့သိရပါတယ်။ကနဦးတေဆုံးလို့အရေးအတွက်ကို၅ဦးလို့ဒေတာကန်မီဒီယာတွေကဖော်ပြခဲ့ပေမယ့်နောက်ပိုင်းမှာတော့လိုက်ပါသူအလုံးအသက်ဆုံးရှုံးကြောင်းအတည်ပြုကြေညာခဲ့တာပဲဖြစ်ပါရဲ့ရှင်။7 TV ရဲ့ည9:00နာရီတင်ဒီကိုညစဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ UAB, UAB with you on your journey of life.